ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမပိုင်ပလဲရေးသားထားတဲ့ဝန်တွဲကဝေးဆိုင်မောင်နှင့်အမွာနကအပိုင်း63ကိုတင်ဆက်ပေးကြပါမယ်။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သများဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်။ကျမတို့အစီအစဉ်တင်ဆက်သူဟိမကူကူဖြစ်ပါရစေ။အမေ မင်းကလည်းခေသူတော့မဟုတ်ဘူးပဲကွာမင်းရဲ့ကိုမှငကားနှစ်ကောင်ရဲ့အရှင်မာတွေအုပ်စိုးထားတာပဲကျောက်ရဲ့ပညာဘူးအစမ်းဖြစ်လာတဲ့ဗျက်ကဆိုတဲ့လူကတော်တော်စကားများတဲ့လူပဲကိုမိုသီးကိုထားခဲ့ပြီးတော့ထွက်လာကြရမနာရန်ထောက်လျှောက်ပြောနေတော့တာမမောဘူးလားမသိဘူးဟဲ့လူခင်ဗျတလန်းလုံးစကားတွေကြီးပြောလာမမောဘူးလားဟာဆရာလေကျုပ်ဘာမှပြောရသေးဘူးလေဗျာအခုမှကျုပ်ကစပြီးမေးမလို့ပဲရှိသေးတယ်ကျုပ်ကကိုဖိုးတေကိုပြောနေတာမဟုတ်ဘူးဗျို့ကိုဖိုးတေကျုပ်ကိုမေးစာရှိရဆိုတာဘာများတော့မေးလေဗျာ နားရည်ညီလုံးလို့ပြက်ကအော်လိုက်ကမှကိုဖိုးတရားသူ့ကိုပြောရဲထင်ပြီးသူ့ကိုပြန်ပြောနေသေးတယ်။ကိုဖိုးတေမေးမယ်ဆိုတာဘာများတော့ဗျာမေးလေ။တခြားတော့မဟုတ်ပါဘူး။စောနာကကိုမိုးတီးကိုပညာဆက်တွေဖြတ်ပေးနေတော့မှဆရာပါဇက်တွေတခုခုဝင်သွားတာတွေ့လိုက်သလားလို့။ကျုပ်လည်းအဲ့ကိစ္စကိုပြောမလို့ပဲ။ကိုမိုးတီးရဲ့ပညာဘူးကိုဖြတ်ပေးလိုက်တော့သူ့ရဲ့ပညာဘူးအဆောင်ကကျုပ်စီမှာကပ်ပါလာတယ်။ဘလို့ဗျာ။ဘယ်ရဘလို့ဖြစ်ပြီးတော့ပါလာတာတော့ဆရာရဲ့။ကျုပ်ရဲ့ပညာဘူးကအဆောင်ရှိသေးဘူးလို့တော့ပြောတာပဲဗျာ။ တာအမှန်ကွာမင်းရဲ့ကိုယ်ထဲမှာမွေးရပါကဝေပညာဘူးပါလာတယ်ဆိုပေမဲ့အဆောင်ကရှိမနေဘူးဟာမင်းမှာပါတဲ့ကဝေပညာဘူးကအနောက်မေရိုကိုယ်တိုင်ထည့်သွင်းပေးခဲ့တာဆိုတော့အဆောင်မရှိရတော့မှတော်တော်အစွမ်းထက်နေခဲ့တာမလားဒါတွေကိုမင်းသတိထားမိရလားဗျက်ကပြောမှပဲကျုပ်စဉ်းစားကြည့်မိအခုချိန်ဒီကျုပ်ရဲ့ပညာဘူးအဆောင်ပါဆိုပြီးတော့ကိုထင်ပြတဲ့သူတယောက်မှမရှိသေးဘူးပဲဟုတ်တော့ဟုတ်တယ်ကိုဖိုးတရားကျုပ်ရဲ့ပညာဘူးကိုဖွင့်လိုက်ပြီးကြရကျုပ်ရဲ့ပညာဘူးအဆောင်ပါဆိုပြီးတော့အခုတည်းကကိုထင်ပြတဲ့သူတယောက်မှမရှိသေးဘူးဗျာ ဒါဆိုကိုမိုးသီးရဲ့ပညာဘူးအဆောင်ပြောတာမှန်နေရပေါ့နော်ဆရာအဲ့ကောင်ခုတည်းငါနာမည်မသိသေးဘူးလားငါနာမည်ပြောထားလိုက်အောင်ဟပြောပါမယ်ဗျာ ပြောပါမယ်ကိုဖို့တေအဆောင်ရသူ့နာမည်ကိုပြောပြထားလိုက်အောင်နဲ့သူ့နာမည်ကဗျက်ကြရယ်ဗျမှတ်ထားအောင်အမေជីជីကျကျနဲ့ကျုပ်ကိုအမိတ်ပေးနိုင်တာဆရာတယောက်ပဲရှိတယ်ကျန်တဲ့သူတွေဘာပြောပြောမလုပ်နိုင်ပါဗျာဘာကွာအာလာဝကစေးလေးအောင်ထားရဆိုပြီးအဲ့ကောင်မန်တက်နေလားဟာ ဗျက်ကခမ ्या စိတ်တို့တာအေးမကြည့်ဘူးခမ ्या អော်လိုက်တဲ့အတန်းကျုပ်တယောက်ထဲကြာတာဗျထက်ခနဲ့ရှိထတာမអော်ပါနဲ့လားဗျကျုပ်နာရီဥလာလို့ပါအေးအေးပါကွာမអော်တော့ပါဘူးကိုဖိုးတီပြောတာကိုစိတ်တို့ပြီးတော့ဗျက်ကអော်လိုက်တဲ့အတန်းကြောင့်ကျုပ်နာရီဥသွားမှုဒီလိုထပ်ပြီးမអော်ဘူးပြောရသေးတာဒီလိုနဲ့ကျုပ်တို့ဆရာတို့ပဲခရီးဆက်လာရနေအာယုံတက်ခါနေအချိန်လောက်မှာတော့ရှေ့ဆက်မသွားတော့ပဲကျုပ်တို့အနာယူဖို့အတွက်ပြင်ဆင်ခဲ့ကြတယ်ကိုဖိုးတီကျုပ်တို့ဆက်မသွားကြတော့ဗျတညာလုံးလဲလမ်းလျှောက်လာတာပင်မနေမှုနားကျင်နေပြီ ကျုပ်လည်းဆရာတနည်းအားရရနားဖို့ပြောမလို့ပဲဗျကျုပ်ကဆိုဖိုက်တောင်စားနေပြီဒါဆိုဟိုးရှင်နားရရနားကြမယ်လေဗျကျုပ်ကလည်းနားကျင်ကိုဖိုးတရားလည်းဖိုက်စားရဲပြောတာနေမို့ရှင်းနားရောနည်းနည်းလေးရှောက်လာခဲ့ပြီးတော့ကျုပ်တို့ရီအနားယူခဲ့ကြတယ်ကိုဖိုးတေကျုပ်အရန်အိတ်ချင်နေမို့တမေးလောက်မေးလိုက်အောင်ပဲဗျဖိုက်စားရဲကိုဖိုးတေတခုခုစားထားနေနော်ဟာဆရာကျုပ်နဲ့တူမစားဘူးလားစားတော့ပါဘူးဗျကျုပ်အိတ်ပဲအိတ်ချင်တာဒါဆိုလေအိတ်အိတ်ဆရာကျုပ်စောင့်ပေးထားမယ် ကဖိုးတရတော့ကျုပ်အိတ်နေပြီးနာမှာလာပြီးထမင်းကြောက်ကြော်တွေတချွတ်ချွတ်မြောင်ဝါးစားနေလေကြီးမတောက်ခိုင်တဲ့တင့်မြင့်ကြီးကိုခေါင်းခုထိုင်ကျုပ်အိတ်မောကြသွားတယ်ဟဲ့ဆိုင်မမိတီကိုဘာလာလောက်တာလဲဟမ်ကျုပ်ကဘယ်ရောက်နေလို့လဲအတန်တကုတ်ကြားရမှုမျက်လုံးနဲ့ဖွင့်ကြည့်လိုက်ပြီးဘေးကိုကြည့်လိုက်မြင်ကျုပ်ရှိရခုံနံလေးတစ်ခုပေါ်မှာထိုင်နေရဲ့သပင်ဖြူဖြူနဲ့လူတယောက်ကိုတွေ့ရတယ်သူ့နာကိုသွားထိုင်လိုက်ပြီးမျက်နှာကိုကြည့်လိုက်ပြီးတော့ဥပရိယတော်တော်ကောင်းတဲ့လူပဲ ဘေးဘီကိုကြည့်မိလိုက်တော့အနေရောင်ခုံငွေတွေကဟိုဒီပြန့်လွင်နေရမို့ဘယ်နေရာမှန်းကျုံမသိဘူးကြည်လာကြည်လာကွာကိုယ့်ရဲ့ပညာဘူးနယ်ပယ်အတွင်းမိုင်းရောက်နေတာဒါပထမဆုံးအကြိမ်ထင်တယ်ဖျားဒါဒါကျုပ်ရဲ့ပညာဘူးနယ်ပယ်အတွင်းမိုင်းဟုတ်လားဒါဆိုခမရဗျက်ကပေါ့ဒါပေါ့ဟာဗျက်ကမှဗျက်ကအစ်စ်ပါရဲဗျာနေနေပါဦးစုကဒီကိုဘလို့လို့ရောက်လာဟာအဲ့ရတော့ငါဘယ်သိမလဲမင်းစိတ်ကဒီကိုရောက်နေလို့ရောက်လာတာနေမှာပေါ့ကျွတ်သွားတော့မယ်ဗျာ နေပါအောင်ကွာမင်းရလည်းပြန်ချင်နေရစွတ်ပဲအမင်းကိုပြောစရာရှိတယ်။ဖားများတော့ပြောလေဗျာရေးမကြည့်နောက်မှပြောလေရေးကြည့်ရဲကွာရေးကြည့်ရဲမင်းကပြောဘူးပါလေမင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာနှကားနှက်ကောင်ရဲ့အရှိန်ပါလေရှိရဲလို့ဟာကြောက်ပါမှော်ဆက်အောင်နှကားကြီးပဲရှိတာပါဘလို့ဖြစ်ပြီးနှကားနှက်ကောင်ဖြစ်ရမှာတော့မင်းသေချာစဉ်းစားကြည့်အောင်နော်နေနေပါအောင်ဗျာကျုပ်အေးစေးစဉ်းစားပြရစေဦးဖြက်ကပြောမှကျုပ်ခေါင်းအေးအေးထားပြီးတော့စဉ်းစားမိတယ် ကျုပ်ရဲ့ခန္ဓာကိုယ်မှာမှော်ဆက်အောင်နှကားကြီးဖြစ်မရဏကျုံမှာတော့ထုတ်သုံးခဲ့မိတဲ့သွေးနှကားကြီးရှိနေသေးတာပဲကျုံမှတ်မိပြီကျုံမှာနောက်ထပ်သွေးနှကားကြီးတစ်ကောင်ရှိနေသေးတာပဲအဲ့ဒါဘာဖြစ်လို့လဲဘာဖြစ်လို့လဲသိချင်မင်းရဲ့သွေးနှကားမင်းကိုယ်တိုင်ခေါ်ကြည့်ပေါ့ကွာဟုတ်ပြီဒီနေရာမှာရှိနေတဲ့သွေးနှကားခုချက်ချင်း9ရောက်စမ်းကျုပ်ရဲ့လော်ဝါတစ်ဖက်ကိုသွေးထွက်အောင်လုပ်လိုက်ပြီးစီးကြလာတဲ့သွေးနဲ့သွေးနှကားကိုကျုပ်ရှိအရောက်ခေါ်လိုက်တယ် ပြန်လည်နေတဲ့အနေအောင်ခုံးငွေတွေကြားရရနေအနေအောင်လျှက်ပန်းလှန့်တွေတွေတလက်လက်ဖြစ်ပေါ်လာပြီးတော့အနေအောင်ငခါးကြီးတစ်ကောင်ထွက်ပေါ်လာတယ်။အဲ့ဒီငခါးကြီးကကျုပ်တို့ရဲ့ပပတ်လေးကိုပြန်ဝဲနေပြီးအဲ့ဒီနောက်မှာတော့ကျုပ်ရှေကိုဆင်းသက်လာတယ်။ငခါးကြီးကကျုပ်ရှေရောက်တာနဲ့တခုခုအလိုမကျတဲ့ပုံနဲ့တကီးကီးနဲ့မန်းဖိနေရ။အဲရဲဆုံပြီးတော့ငခါးကြီးရဲ့ခေါင်းကင်မို့လက်ကိုထုတ်လိုက်တော့ကျုပ်လက်ကိုလှမ်းပြီးကြိုက်တာမို့အမြင်နောက်ကိုဆုတ်လိုက်ရတယ်။ဒီခါကြီးဘလို့ဖြစ်သွားလဲဆိုတော့ခမားသိလား။ ဟာကောင်ကဘလို့တရိတ်ဆံပဲဖြစ်ဖြစ်မွေးထားတယ်ဆိုရင်ခရုဆိုင်ပေးရတာပဲကွာမင်းကဒီကောင်ကြီးကိုလက်ဝဲပိုင်ဆိုင်ထားရမယ်ထုံလည်းမတုံးခရုလည်းမဆိုင်ပါတော့ဒီကောင်ကြီးတို့လို့ဖြစ်တာဘာဆန်းတော့ဖြက်ကပြောမှကျုပ်သဘောပေါက်တော့တယ်ဟုတ်တော့လေဟုတ်တာပဲကျုပ်ဖြတ်တန်းလာတဲ့အချိန်တော်တွင်မှဒီသွေးနှကားကြီးကိုထုတ်ပြဘူးလားဆိုလို့မရဏကျုံမှာတော့ထုတ်သုံးတာပဲရှိသေးတယ်နောက်တော့ပြဒနာဘောင်းဆောင်နဲ့ကြုံတွေ့ရမှုကျုပ်ဒီကောင်ကြီးကိုမေ့နေအောင်အမှန်ပဲကျုပ်ပညာအစနဲ့တက်လာရင်ဒီကောင်ကြီးတွေပါပို့ပြီးတော့အစွမ်းထက်လာမယ်ထင်တယ်။ကျုပ်ရဲ့ပညာအစွမ်းတွေကိုပဲပို့ပြီးအစွမ်းထအောင်လုပ်နေခဲ့မိတာ တကူကောင်းဆန်ခဲ့မိတာကျုပ်အမားကြီးမှားသွားပြီကျုပ်တကယ်စဘလို့လုပ်ရင်ရမလဲအကြံလေးပါလေးပေးပါဦးอืมกันกาวน่ะตะกัวดีกาวเนี่ยแม้แต่ทิ้งช่องหมู่ออกมาเว้ยชินีตีดิแต่ดิแม้บาผิดเลยสับเปาะเลยเปียแต่ดิกาวนี่อเป้ว่าทิ้งช่องนั้นมีจู้ซ่ามั้ยไอ้หลุเผียวจะบลูเลาะอ่ะมั้ยแม้เนี่ยนกาย2กองสะลุงเนี่ยคนอาจินเปลี่ยนอ่ะมั้ยหมอเสี่ยวนกาเนี่ยยอตุยนกาเนี่ยว่า2กองสะลุงเนี่ยตะไผ่เนี่ยเปลี่ยนซ้ํามาเนาะอูจุ๊มาคุยให้สิได้มั้ยล่ะดิมาเมนตีอ๋องเปาะๆมั้ย အခွင့်အရေးဆိုတာတော့လူတိုင်းမှာရှိကြတာပဲအေးအဲ့ဒီခွင့်အရေးကိုမင်းကဘလို့နီးလန်းနဲ့အရယူမလဲဆိုတာအရေးကြီးရဲ့ကျုပ်ခမပြောတာသဘောပေါက်ပြီကျုပ်ဘလို့လောက်အောင်လဲဆိုတာပဲပြောတော့အေးငါလည်းမင်းရဲ့အိတ်စိတ်တက်ကိုလည်းကြိုက်တယ်တေချာနာထောင်ပြက်ကကျုပ်နှကားကြီးနှကောင်းနဲ့ခွန်အားချင်းရှင်ပြိုင်တဲ့အခါကျရင်ဘလို့လောက်ဆောင်အောင်လဲဆိုတာတခုချင်းစီပြောပြတယ်အားလုံးတေချာနာထောင်ပြီးရဲ့နောက်ကျုပ်ရဲ့မူလခန္ဓာကိုရှီယာစီပြန်လာခဲ့တယ်အပပအဲ့လိုကောင်းလိုက်တာကိုဖိုးတရား ဆရာနိုးလာပြီလားကျုပ်ကဆရာအေးအေးပြတ်မှာဆိုလို့မနှိုးပဲထားထားတာဗျအခုတော့ကျုပ်တို့ခရီးဆက်လို့ရပြီပေါ့ဗျကျုပ်ပြင်မိထားတဲ့မင်းဆာလေးစားလန့်အောင်ဆရာကျုပ်တို့ခရီးဆက်လို့မရသေးဘူးကိုဖိုးတရဘလို့ဗျကျုပ်တို့ကခရီးဆက်လို့မရသေးဟုတ်လားဘယ်ကောင်ကကျုပ်တို့ဆရာတပည့်ကိုခရီးဆက်လို့မရနောက်ဆက်နေလဲကျုပ်ကိုပြောစမ်းပါဆရာကျုပ်အိတ်ကောင်ဆုံးမချင်တယ်လက်တွေကိုရှားနေပြီကျုပ်ပြောတာလဲစောအောင်နားထောင်နေဗျပြောချင်တာပဲစုတ်ပြောနေတော့တာပဲကျုပ်တို့ခရီးဆက်လို့မရသေးဘူးဆိုတာအကြောင်းရှိတယ်ဗျဒီလိုကိုကိုဖိုးတေး ကျုံနဲ့ပြက်ကတော့တွေ့ဆုံခဲ့တဲ့ပုံတွေပြီးတော့တွေ့နှခါတို့ဒါဒီတိုက်ထားလိုက်ကျုံနေနေတော့မှထိုင်းချုပ်လို့ရမှမဟုတ်တဲ့အကြောင်းတွေကိုဖိုးတွေတီးအောင်ပြန်ပြီးတော့ဖောက်သေးချရသေးတာအဲ့လိုပြောအဲ့လိုကဲကျုပ်တို့ဘာကြောင့်ခရီးဆက်လို့မရသည်လဲသိပြီလားဟိတီးတီးပါပြီဆရာရဲ့ဟိုဒါဆိုလိုအပ်တာတွေဝယ်ဖို့ကြတော့ကျုပ်တို့နေမူဝင်ခင်ရွာတရွာရအောင်သွားမယ်ဗျအဲ့ရွာကိုရောက်မှပဲကျွန်တော်ဆက်ပြီးတော့စီစဉ်ကြတာပေါ့ဗျဒါဆိုကျုပ်ဆရာမနေ့စာစားပြန်နေသွားလို့ရအောင်အသင့်ပြန်ထားလိုက်တော့မယ်နော်စားစားဆရာအေးဆေးစား ကိုလာတန့်ဆန်ပြီးတော့ကုဖိုးတေပြင်ပေးထားမနက်စာအစားပြီးကျုပ်တို့ဆရာတပည့်အနီးနားမှာရှိရွှေတရားနေမဝင်ငင်ရှောက်အောင်သွားရတယ်။အညာဒေတာဘက်ဆရာတရားနဲ့တရားအလံဝေးတာမို့ခြေတော်ရှောက်ပြီးမှကျုပ်တို့ရွာတရားရဲ့အနီးနားကိုရောက်တော့တာ။အမလီညောင်းလိုက်တာဆရာရဲ့အခုမှပဲရွာလေးတရားကိုမြင်ရတယ်။ကုဖိုးတေထထထိုင်မနေနဲ့ရှေ့မှာရွာတရားလှမ်းမြင်နေရပြီပဲ။အဲ့ရောက်မှပဲနားတော်လေးအချိန်လင်းတော်မယ်ဗျ။ကျုပ်ကျုပ်ဘလို့ကမဟုတ်ဆက်ပြီးတော့မရှောက်နိုင်တော့လို့ပါဆရာရဲ့ဆရာအရင်သွားနေလိုက်ပါကျုပ်နောက်ကလိုက်ခက်လိုက်မယ် ကိုပိုးတရားနေရာတစ်ခုရောက်မှာတော့ချစ်ပြက်လက်ပြက်ထိုင်ချလိုက်ပြီးအမောဖြင်းရင်ကျန်ခဲ့တယ်။သူကတော့ရှေ့မှာမြင်နေရတဲ့ရှောင်းလေးစီကိုမနာနဲ့ဆက်ရှောက်လာခဲ့တာပေါ့။ကိုပိုးတရားနေရာတစ်ခုရောက်မှာတော့ချစ်ပြက်လက်ပြက်ထိုင်ချလိုက်ပြီးအမောဖြင်းရင်ကျန်ခဲ့တယ်။သူကတော့ရှေ့မှာမြင်နေရတဲ့ရှောင်းလေးစီကိုမနာနဲ့ဆက်ရှောက်လာခဲ့တာပေါ့။ရှောင်းလေးရဲ့အဝယ်မှာတော့စောက်ထားတာကြာသေးပုံမပေါ်တဲ့ဇရက်တစ်ဆောင်တွေ့ရမှုအပေါ်တက်ပြီးကိုပိုးတီလာစောင့်နေမိတယ်။ဇရက်ပေါ်မှာရှိတဲ့ရေချမ်းအိုးလေးတွေကရေတမောခတ်တော့လိုက်ပြီးအမောဖြင်းနေရတာပေါ့။ အဲ့ဒီချိန်ဇေယအောက်ကဖြတ်သွားတဲ့နွားကြောင်သားတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်ရတယ်။ဟဲ့လူဘာရင်များတလောက်တောင်စိုက်ကြည့်နေရအောင်ဗျ။အော်ဘာဘာမှမဟုတ်ပါဘူးဗျ။ဒီကငါ့ကိုကြည့်ရတာကျုပ်တို့ရောမဟုတ်ဘူးထင်နေ။ကျုပ်တို့ခရီးသွားတယ်လေဒီဇေယမှာခဏဝင်နိုင်အောင်နေမှာ။နေပါဦး။ကျုပ်တို့ဆိုတော့ခမားတယောက်တည်းမြင်မိရပါတခြားတယောက်ရှိသေးရလား။ကျုပ်တို့ပဲတယောက်ပါသေးတယ်ဗျ။သူကနောက်မှကြံနေခဲ့လို့ကျုပ်ကစောင့်နေရဗျ။ဟော။ဟိုမှာကျုပ်တို့ပဲလာပါပြီဗျ။ ကျုပ်ကမိကုန်နေမင်းရဲ့နှွားကြောင်သားနဲ့စကားပြောနေတဲ့အချိန်ကိုဖို့တရားကျုပ်ရှိနေတဲ့ဇေယျအနီကိုရောက်ချလာတယ်။ရောက်ရောက်ချင်းဇေယျပေါ်တက်လာပြီးကျုပ်ရဲ့ဘေးမှာဝင်ထိုင်တယ်။ကျုပ်ကိုခွင့်ပြုကြအောင်ပြောကျုပ်နှွားတွေကဒီတိုင်းလှုပ်ထားလို့မဖြစ်လို့သွားကြည့်လိုက်မယ်ဗျ။ကောင်းပါပြီဗျကောင်းပါပြီ။ကျုပ်တို့နှုတ်ဆက်ပြီးထွက်ခွာသွားတဲ့နှွားကြောင်သားရဲ့ကြောပြင်းငေးကြည့်နေမိ။ဆရာအဲ့လိုဘာလုပ်လဲဆရာရဲ့အသည့်လား။ပေါ့ပေါ့ချာချာဗျာကျုပ်နဲ့ခုမှစကားပြောပြရဘလို့လောက်ပြီးတော့သိမှာလဲ။ဒါဆိုကျုပ်လိုအတ္တရီရွာထဲမှာသွားပဲလာအောင်မယ်။ဟွန်း အခုမှရောက်တာခဏလောက်နားပါအောင်လားနေလဲစောင်းနေပြီဆိုတော့မနက်မှပဲအေးဆေးဆေးသွားပဲလိုက်ပေါ့ဗျာဟုတ်ပြီဗျာကျောင်းညစာချက်ဖို့ပြင်လိုက်မယ်ဆရာပါစားကြလေဖြစ်နိုင်တော့ကျုံရုံသားခင်လေးစားကြတယ်ကိုဖို့တရားရစေရမယ်ဗျာစောင်းနာကျောက်ထိုင်နေအောင်ရုပ်အုပ်တွေတော်ရဲပြည့်ဝင်သွားတွေ့လိုက်ရတယ်ကျောင်းအိတ်ကောင်တွေကတစ်ခါတော့သွားဆွဲလိုက်အောင်မယ်ကျုံမသွားခင်မိမွေထားခဲ့မယ်နော်ကိုဖို့တရားတော်ရဲကိုရုံသားမဖန်ခင်ဇေယအောင်မှာမိမွေထားခဲ့တယ်မောင်ကြီးပြောစားအချိန်လောက်မှာကိုဖို့တရားတော်ရဲကိုတယောက်ထဲဝင်သွားတယ် ကပိုးတွေထွက်သွားပြီးတိတ်မကြခဲ့မှာစောနာနွားចောင်းသားပြန်လာတော့တွေ့လိုက်ရတယ်။အဲ့လူကဇေယအောက်ကနေစက်ကိုကြည့်လိုက်ရဘတ်ကိုကြည့်လိုက်နေပြရာခတ်နေ။ဟဲ့လူခမဘာဖြစ်နေရလဲ။ခမကြည့်ရတာခဏမငြိမ့်တယ်လို့ပဲ။ဒီလိုလာမှဆိုလဲတက်လာခဲ့လေဗျ။ကျုပ်တက်လာခဲ့မယ်နော်။နွားចောင်းသားကျုပ်ရှိနေတဲ့ဇေယပေါ်တက်လာပြီးကျုပ်ရဲ့ဘေးမှာဝင်ထိုင်နေ။ခမကြည့်ရတာတခုခုပြောချင်နေပုံပဲ။ဘာများပြောချင်လို့တော့ပြောလေဗျ။ဟိုဟိုတဟိုဟိုနဲ့ခမပြောစရာမရှိတော့ပြန်တော့ဗျာ။ကျုပ်လုံးစရာရှိသေးတယ်။ ပြောပြောပါမယ်ဗျာဟိုဒီကငါကိုရောဆေးဆရာကြီးလားဗျာอืมဆိုပါတော့ကပြောတကယ်ကိစ္စဝေးဝိုက်မနေပဲပွွမွလင်းလင်းသာပြောဗျာကျုပ်နည်းနည်းလေးဟောက်လိုက်တော့မှတော့ကြောင့်သာကျုပ်ကိုငိုကြီးချက်မှနေအကြောင်းစုံပြောပြရတာဒီဒီဒီလိုပါဆရာရဲ့ကျုပ်ရောက်ခမရနေမကောင်းဖြစ်တာပျောက်ပြီးရရတခုခုမူမမှန်တယ်လို့ခံစားနေရတယ်။ညဘက်တွေဆိုရင်လည်းတကောင်လောက်ဆိုထမင်းနေထားပြီးစားပါရယ်။စန္ဒပီကျလောက်ဆိုလည်းအသားလေးစားနိုင်နေပြ။နောက်ပြီးသူဘယ်တော့မှမစားတဲ့အမဲသားတွေကိုလည်းအခုနောက်ပိုင်းခိုးခိုးပြီးစားလာတယ်။ ခင်ဗျားပြောပုံအရဆိုရင်တော့မူမမှန်တာတော့သေးကြတယ်ခင်ဗျားတို့ရောမှာအဲ့လိုကိစ္စတွေတက်တည်နားလေတဲ့ဆရာတွေဘာတွေမရှိဘူးလားရှိရှိပါတယ်ဆရာအဲ့ဆရာတွေနဲ့ပြကြည့်လဲတရက်နှစ်ရက်လောက်တော့ငြိမ်သွားတယ်နောက်ရက်တည်းကျပြန်ဖြစ်တာပဲဆရာရဲ့ကျုပ်ကျုပ်ကိုကုညီနိုင်ကုညီပေးကြပါလားဗျာဟောခတ်တော့ခတ်နေပြီကျုပ်ကလည်းကျုပ်ရဲ့ကိစ္စရှိလို့ဒါဒီရွာမှာခဏဝင်လာတာသူများတွေဒုက္ခရောက်နေရလဲကြည့်နေနိုင်တော့ကုညီမယ်လို့ဆုံးဖြတ်လိုက်တယ်လေကဲကောင်းပြီလေကျုပ်တို့ကုညီပေးပါမယ်ခဏတော့ဆောင်ကျုပ်တို့ဘက်ကိုကျုပ်ပြန်ခေါ်လိုက်အောင်မယ် ကျုပ်ကိုကိုကြီးတောင်းနေတဲ့နှွားကြောင့်သားကိုဇရက်ပေါ်မှာထားခဲ့ပြီးကိုဖိုးတေထွက်သွားတဲ့အရက်မျက်နာပတ်ကိုမျက်နာမှုလိုက်ပြီးအမေးပြန်လိုက်တယ်။တခါမှတော့ကိုဖိုးတေကိုဒီလိုအမေးပြန်ပြီးတော့မခေါ်ဘူးပဲမဲ့ဘယ်ချိန်မှပြန်လာမယ်မှလည်းမသိတော့ဘူးအမေးပြန်ပြီးခေါ်ဖို့ပဲရွေးချယ်လိုက်ရတယ်။အာလာဝကဖိုးတေခုချက်ချင်းငါရှုရောက်လာခဲ့စမ်းဟိတင့်ကောင်ငါဆရာဆိုင်မခေါ်နေကြားရရက်ကနေအမြန်လာစမ်းကျုပ်အမေးပြန်ပြီးရနေကျုပ်ရဲ့ရှေ့ကိုဒူးထောက်ရတဲ့ဝုန်းကနေပေါ်လာတဲ့ကိုဖိုးတေကိုမြင်လိုက်ရတယ်။သူ့လက်ထဲမှာလည်းရုံသေးကောင်းနေကိုင်လို့ပေါ့ ရပြီရပြီတဲ့ရမန်ကိုချလိုက်တော့အလာမကဆရာကျုပ်ကိုဘာကြောင်းရှိလို့ခေါ်တာလဲဒီကြောင်းနေကျုပ်အပေါ်ရောက်မှရှင်းပြမယ်လာအပေါ်သွားကြစို့မူလာအသေးစိတ်ပြန်ဝင်လာရဲ့ကိုဖိုးတရားကျုပ်ကိုမိကုန်းနေမိတော့မယ်ဆိုတာကျုပ်သိနေလို့အပေါ်ရောက်မှပဲကိုဖိုးတီကိုအကြောင်းစုံပြန်ပြီးပြောပြရတော့တယ်အဲ့ကိစ္စကြောင့်ကျုပ်တို့တွေဒီညရွာရဲဝင်မှဖြစ်မယ်ဗျအင်းဒါဆိုလေကျုပ်ဖန်လာတဲ့ယုံနေလက်ခါဖြစ်ပြီပေါ့ဗျာအဲ့ယုံနေလက်ခါမဖြစ်ကိုဖိုးတီကျုပ်တို့ရွာရဲဝင်အဲ့ကောင်တွေပါလို့မှတခါတည်းယူခဲ့လိုက်အချိန်မရှိရောလာသွားကြစို့ ဇေယအောက်မှာငွေထားတဲ့မီးကိုညှင်းခဲ့ပြီးကျွတ်တူတွေနွားကြောင်သားရဲ့ဥဆောင်မှုနဲ့ရွာထဲကိုဝင်လာခဲ့ကြတယ်။ရွာဝင်ရောက်တော့ထုံးစံတိုင်းရွာတော်ရှင်ရဲ့မီးမြင်းချင်းကိုခံရသေးတယ်။တေချာနားလည်အောင်ရှင်းပြပြီးတော့မှကျွတ်တူရွာထဲကိုဝင်ခံတယ်။ဒါနဲ့ဒီအကွေရဲ့နာမည်ကိုဘယ်လိုခေါ်လဲ။ကျွတ်ကလည်းအကူကြီးသားတောင်းမိတာကျွတ်နာမည်တော့ပြောဖို့မေ့နေ။ကျွတ်နာမည်မောင်စိန်လို့ခေါ်ပါရစေ။ဆရာတို့ကြည့်ပြရမယ်ကျွတ်ရောက်ခမရဲ့နာမည်ဒေါ်ဘုတ်တဲ့ပြကျွတ်တို့အိမ်ကရွာထိပ်တယ်မှာရှေ့နာဆောင်ရောက်တော့မယ်။ကိုမောင်စင်ကကျွတ်တို့ပြပြနေနေနဲ့အိမ်ကြီးတဲ့အိမ်ရဲ့ရှေ့မှာရှာလိုက်တယ်။ အဲ့အေဂျီရထောင်းကနေထွက်လာတဲ့သွေးစာလောင်နဲ့အငွေသက်တရားပြင်းချက်ပဲကျုပ်နှာခေါင်းတွေကတော့မပိတ်ထားမိတယ်ကိုမောင်စိတကယ်စာဘယ်လိုဖြေရှင်းအောင်လဲဆိုတာကျုပ်တို့သိပြီကိုမောင်ဆရာရတဲ့ကြီးကိုအကြောင်းကြားပြီးတော့နိုင်ကိစ္စအတွက်ပြင်ကြားရှိရာတွေပြင်ထားပါကျုပ်တို့လုပ်ငန်းစတော့မယ်ဟုတ်ကဲ့ဆရာကျုပ်ခုပဲရတဲ့ကြီးကိုသွားပြီးအကြောင်းကြားလိုက်ပါမယ်ကိုမောင်စိထွက်သွားတဲ့ကျုပ်တို့ရဲ့ဈေးကူပွဲကြီးစတင်တော့တယ်ကိုဖို့တီအိမ်ထဲကဘသူပဲထွက်လာထွက်လာအမိကဖမ်းမိတာချုပ်တာဘလို့နီးနေဖြစ်ဖြစ်လှုပ်ပေးလိုက်လို့မဖြစ်ဘူးနော် စိတ်ချပါဆရာကြီးကျုပ်လက်ကောင်နေဘသူများလောက်သွားဖို့လို့လေဒါဆိုကျုပ်ထင်ရမကောင်းဆိုအကောင်အမိတ်ပြန်ပြီးခေါ်တော့မယ်နော်အိမ်ထဲမှာစားကြင်တာတွေစားလှုပ်ချင်တာတွေလှုပ်နေရငမိုက်သားအခုချက်ချင်းငါရှေ့ကိုဒူးထောက်ရတာရောက်လာစမ်းငါဆရာစိုက်မောက်ရဲ့အမိတ်ကျုပ်အမိတ်ပြန်ပြီးအချိန်တော်တော်ကြာတဲ့အထိအိမ်ထဲကနေတယောက်မှထွက်မလာခဲ့ဘူးစိတ်မရှိရနဲ့ပဲကိုဖိုးတေကိုအိမ်ထဲထိဝင်ပြီးဆွဲခေါ်ခိုင်းလိုက်တယ်။ကိုဖိုးတေအထက်အကောင်ကတော့ရရောက်ချင်းပညာပြနေပြီ။သူထွက်မလာရင်ကျုပ်တို့ကလည်းရအောင်ခေါ်ရမှာပေါ့။အိမ်မော်ထိတက်ပြီးတော့ဒီရုတ်တိုက်ဆွဲခေါ်ခဲ့ဗျာ ချစ်စရာမယ်ဆရာကျောက်ခုချက်ချင်းသွားလိုက်မယ်ကျောက်စကားဆုံးတာနဲ့ကိုဖိုးတရားအိမ်ထဲကိုပြေးဝင်သွားပြီးဒေါ်ဘုတ်ဆိုတဲ့အဖွားကြီးကိုအတင်းဆွဲခေါ်ခဲ့တယ်အမလေးဟဲ့မလောက်ကြပါနဲ့ဟဲ့နာနာလို့ပါဟဲ့တမီးရဲ့အမေကိုအမေကိုကယ်ပါဟုတ်ကွယ်ရှင်ရှင်ဘာလုပ်လဲကျောက်ကျောက်မေကိုခုလှက်လိုက်နော်ကျောက်ဆရာစေနာနဲ့ဆေးကုပ်ပေးမလို့ဟာဒီဘွားတော်ကတမျိုးဘာဆေးကုပ်ရလဲကျောက်မေကဘာမှမဖြစ်ဘူးတော့ရှင်တို့လူးလိမ့်နေမလားကဲကဲကြပါအောင်ရှင်ကျောက်တို့အိမ်ကိုဘယ်ကလူတွေမှမသိရောက်လာပြီကျောက်မေအတင်းဆွဲခေါ်နေလို့ပါ ကိုဖိုးတရဒေါ်ဘုတ်ကိုဆွဲခေါ်လာတဲ့ချိန်ဘူမတိကိုမတိအော်ဟစ်နေတဲ့သူကကိုမောင်စိန်ရဲ့အမျိုးသမီးဖြစ်တဲ့ပုံပဲဟေးအားလုံးရလိုက်ကြစမ်းရဲလို့ပြောနေရလေမကြားကြဘူးလားရွာတကြီးကိုအကျိုးကြောင့်သွားပြောတဲ့ကိုမောင်စိန်တော့ပြန်ရောက်လာပြီကိုမောင်စိန်နဲ့အတူရွာတကြီးကိုရင်ပါလာတာပဲတကြီးကျွတ်တော့ကိုမောင်စိန်ရဲ့ခွင့်ပြုချက်နဲ့တရားအတော်စိတ်ကူပေးနေပါဟိုအကျုပ်တပည့်ကလည်းလိုအပ်လို့အခုလိုလုပ်နေအောင်နားလေပြီးစီချင်ပါတယ်။ဟွန်းစေကူရာတော့နားလေပြီးမယ် အဲ့လိုကြီးကြတော့လေမြင်လို့မကောင်းလေနောက်ပြီးမိမသားတရားကိုဒီလိုမျိုးအတင်းကြပ်ကြီးချုပ်ထားတာတော့မကောင်းပါဘူးကွာဒါဆိုလေဘေးကကြည့်နေတဲ့လူတွေကအားကောင်းမောင်းတန်ယောက်ျားလေးတောင်းအောင်လို့အဲ့တော့ဝိုင်းပြီးတော့ချုပ်ထားကြည့်စမ်းညာကိုဖို့တယ်ဘေးကိုခဏလေးဖယ်ပြီးလိုက်ပါတကြီးကစက်ကိုမတရားလုပ်နေတဲ့အချိန်မှာဆိုလို့စူညံတဲ့အတန်တွေကြောင့်ထွက်ကြည့်ကြတဲ့လူတွေကအားကောင်းမောင်းတန်ယောက်ျားလေးတောင်းအောင်ကိုခေါ်ပြီးတော့အပမီနေတဲ့ကိုမောင်စင်ယောက်ကမကြီးကိုဝိုင်းဝန်းပြီးတော့ချုပ်ခိုင်းထားလိုက်တယ်ကိုဖို့တရားတော့ဘေးကနေရက်ကြည့်ညာပေါ့ဟာဖဲကြစမ်းငါလွတ်ကြစမ်း လှုပ်လို့ပြောနေရနော်ဒီလောက်ရှိရကောင်နေတေကြဆန်းကွာအာကောင်မောင်းတန်ယောက်ျားရင်မကြီးတွေလဲကိုမောင်ဆဲရောက်ခမကြီးကတွန်းလှလိုက်တော့အဝေးကိုကိုစီလွင်ထွက်ကုန်ကြတယ်အိမ်ရှိမှာစက်ပစ်ချထားတဲ့ရုံသေးကောင်တွေကိုအယိုးပါမကြံဝါးစားနေထပ်ပြီးတော့ရုံကန်နေရမို့ကိုဖိုးတေကိုပဲဆက်ပြီးတော့ထိန်ခိုင်းထားလိုက်ရတယ်ကဲအခုတော့ကျုပ်ဘာကြောင့်ကျုပ်တို့ဘဲကိုချုပ်ထားခဲ့ရလဲဆိုတာသိကြပြီလားကိုမောင်ဆဲရှင်မလို့လူတွေခေါ်လာတာလဲကျုပ်မိတခုခုပြင်ရှင်မလွယ်ဘူးနော်ငါလုံနေရတယ်ငါသိပါတယ်မိမရအခုနေ့မြအသက်မရှိတော့ဘူးဟာ ရှင်မဟုတ်တာတွေရှောက်မပြောနဲ့နော်ကျုပ်မြဘာလို့အသက်မရှိရမှာတော့ဆရာတို့ရေလောက်ဆရာရှိအောင်သာဆက်လုပ်ကြပါကျုပ်မိမပြောတာတွေခေါင်းထဲထည့်မနေနဲ့ကျုပ်တို့ဘလို့ပဲရှင်းပြရှင်းပြမယုံနိုင်ဖြစ်နေတဲ့ကိုမောင်စင်းရဲ့မိန်းမတတ်သေးပြဖို့ရတနည်းပဲရှိရတာအဲ့ဒါတော့ကိုမောင်စင်းရဲ့ခမကြီးကိုအမြန်ဆုံးကုသပေးဖို့ပဲပေါ့ကိုဘိုးတေအဲ့ကောင်ရုံးမိအောင်ချုပ်ထားလိုက်စမ်းဗျာစိတ်ချထားလိုက်စာဒီကောင်ရုံးမပြောနဲ့မျက်တောင်မှခက်လို့မရကျုပ်လှုပ်ထားပေးမယ်လှုပ်မရအောင်ဆိုတော့ပါပြီជីជីကြဲကြဲရှောက်ပြောမနေနဲ့ ကိုဘိုးတိတ်ချုပ်ထားတဲ့ကိုမောင်စင်းရောက်ခမကြီးရဲ့အနောက်ကတ်သွားလိုက်ပြီးဝင်ရောက်ကတ်တွင်နေတဲ့မြေဖို့ဘလူးကောင်နှင်ရတော့တယ်။ဟေးမမှန်ဖြစ်တော့မင်းဒီခနာကိုရဲရောက်နေဘလောက်ကြာပြီလဲ။သုံးလရှိပြီ။ဒီဖွားကြီးဟိုဘက်ရွာကိုဆေးသွားကိုင်နေအပြန်လမ်းမှာအသက်မရှိရမှုငါဝင်စီးလိုက်တာ။ကျမရေးချူချတဲ့အဖွားကိုတယောက်စီကယောက်ျားရမကြီးအသံပြပြပြင်းပြင်းကြားလိုက်ရတာမို့ဘေးမှာကြည်နေကြတဲ့သူတွေတောင်အံ့အားသင့်ကုန်ကြတယ်။ ၃လဆိုတဲ့အချိန်ကနဲမမနေပဲကွာမင်းစားထားတာယူလေများနေပြီမလားအဲ့တော့မင်းဒီခန္ဓာကိုယ်ရကနေထွက်သွားမလားထွက်ထွက်သွားပါမယ်အခုပဲထွက်သွားပါမယ်တမီးနဲ့သားတို့အမေသွားတော့မယ်နော်ဒီကာလတွေအတွင်းမှာအမေကိုစောက်ရှောက်ပေးခဲ့တာတွေအတွက်လေကျေးဇူးတင်ပါတယ်ကွယ်ထွက်သွားမယ်ရေထွက်သွားတာမဟုတ်အရေးကညာဆင့်နေတယ်ထွက်သွားစမ်းကွာအဖွားကကုံမစိန်တို့လင်များရှိရာဘက်ကိုလှည့်ပြီးနှုတ်ဆက်သွားသေးတာစိတ်မရှိတဲ့တဲ့ကြောင့်လေလာတွေ့နေရကွာဒီကောက်ကန်ဆိုးသွားတာ ဝင်ရောက်ပူကတ်ထားတဲ့မြေဖုတ်ဘလူးထွက်သွားတဲ့တစ်ပြိုင်တည်းအဖွားအိုရဲ့ခန္ဓာကိုယ်ကလည်းရီရွဲလာပြီးချက်ချင်းပဲပုတ်ပွားသွားတယ်။အနတ်သက်တွေကလည်းဆိုတော့မို့ခေါင်းတစ်ခုအမြန်ဆုံးရိုက်ပြီးရနေတုတ်တန်သွားပြီးတချို့လိုက်ရတာပေါ့။ကိစ္စဝိစာရီအားလုံးပြီးသွားတော့ရွာပြန်မှာပဲနေတော့မလို့ဟောင်းကိုမောင်ဆိုင်ရအတင်းကိုစုခေါ်နေရမို့ဒီညတော့အိယာလေးပေါ်မှာအိယာဟုံမှာပေါ့။စတို့ဆရာတပည့်လည်းကိုမောင်ဆိုင်တို့အိမ်ရောက်ကြနဲ့အိယာပြန်ခိုင်းပြီးတန်းပြီးတော့အနားယူခဲ့ကြတာ။ကျောင်းရဲ့အစီရင်အတွက်လိုအပ်တာတွေကိုတော့မနှက်မိုးလေးမှာပဲကုဖို့တူရွာရဲစင်ပြီးဝယ်ခံရမှာပေါ့လေ။ ဆရာဆရာထားတော့လေကျုပ်ကဘာတွေသွားဝယ်ရမှာလဲဗျ။အော်အင်းဟိုလိုအပ်တာတွေကျုပ်စီးရင်လုပ်ပေးလိုက်မယ်နော်ကိုဖိုးတီ။ကျုပ်လည်းကိုဖိုးတီကိုဝယ်ရမယ့်ပစ္စည်းတွေကိုစီးရင်လုပ်ပေးလိုက်ပြီးတော့ငွေထုတ်ပေးလိုက်တယ်။နောက်တော့ကုမောင်စိန်တို့ပြင်ပေးထားတဲ့မနက်စာကိုစားလိုက်ပြီးကိုဖိုးတီပြန်လာမျှော်နေမိတာပေါ့။ဆရာဆရာတို့ကဒီရွာမှာကြာကြာနေအောင်မလား။ကျုပ်တို့လုံးဆရာကိစ္စလေးပြီးသွားရင်တော့ဒီရွာနေထွက်သွားမှာပါ။ဘာများဖြစ်လို့လဲကုမောင်စိန်။哦ဘာမှမဟုတ်ပါဘူးဗျာကျတို့ရွာရောက်တုန်းလေးမှာအနီးနားရွာတွေကိုသွားပြီးတော့စီးကွေနေဆရာတို့ဝင်ငွေရှာလို့ရတာပေါ့ ျုပ်တို့အတွက်ငွေကြေးရအရင်မကြည့်ဘူးဗျအဲ့အတွက်ပူပန်စရာလည်းမလိုလေကျုပ်တို့နာမည်ကောင်းလည်းမလိုချင်ကျုပ်တို့ခြေဦးတရားသွားရင်လည်းအကူအညီလိုအပ်နေတဲ့သူတွေကူညီပေးနေရရင်ပဲကျင့်တဲ့နေရပါဗျဟာဆရာတို့ညောင်ဘာရင်များစကားကောင်းနေကြလဲဗျဘာရင်မဟုတ်ပါကူဖို့တရားကျုပ်မလိုက်တာရောအကုန်ပါရဲ့လားပါပါဗျအဲ့မှာစစ်ကြည့်လိုက်အောင်ကျုပ်တို့စကားပြောနေတော့ရွာတွေကပြန်လာတဲ့ကူဖို့တေအိမ်ထဲဝင်လာတော့မှစကားလန့်ကြောင်းလှဲလိုက်ရတယ်ကိုမောင်စိန်မေးတဲ့မိကုံကကူဖို့တေတီးသွားရင်အတော်စိတ်ဆိုးတော့တာထမအသေးကြပဲ သူကလည်းကိုဖိုးတေပြန်အောင်ချင်းစကားစာဖြတ်လိုက်လို့တော်သေးရပေါ့ကိုဖိုးတေနဲ့တူလိုအပ်မဲ့ထင်တာတွေပြင်ဆင်ကြရင်တနေ့ကုန်သွားတယ်ညနေဆောင်တဲ့အချိန်မှာတော့ကိုမောင်စိန်တို့နှုတ်ဆက်ပြီးရွာတုတ်တန်ရှိအောင်ကျွတ်တုတ်ဆရာတပည့်ညောင်းပြင်ဆင်ထားတဲ့ကတော်ပွဲကြီးနှုတ်ပွဲကိုထမ်းလို့ထွက်လာခဲ့ကြတာပေါ့ကျုပ်စိတ်တဲ့တွေးကြည့်ညာစကားကိုပေါပေါဖောင်ပြောနေကြပြက်ကြငိန်ကြသားကောင်းလာပါလားငိန်ဆိုမင်းရဲ့အစီရင်စားတဲ့ကလိုအပ်တာတွေဖြစ်မရပြင်ဆင်ပေးနေရလေဒါနဲ့မင်းရဲ့ညာဘက်လက်ကကြီးကြီးမားမားထိခိုက်မိတာမျိုးရှိဘူးလား ိတ်ကိုအစွမ်းထက်တဲ့ပညာရှင်တယောက်ကြောင့်ကျောင်းရဲ့ညာဘက်လောက်ဆုံးရှုံးရတော့မလို့ဖြစ်မှုရယ်ပြဘာဖြစ်လို့လဲဘာမှမဟုတ်တော့ပါကွာဒီတိုင်းမေးကြည့်ရပါကျုပ်လည်းပြက်ကနဲ့စကားကောင်းနေအောင်ကိုဖိုးတရားအစီရင်အတွက်လိုအပ်တာတွေပြင်ဆင်ပေးနေမိုင်ပြိုးစားအချိန်လောက်ရောက်မှတော့တုတ်တန်ဆောင်ကြတဲ့ပုံကိုစီကိုလည်းခွင့်တောင်းရတယ်ခွင့်ပြုချက်ရပြီဆိုမှကျောင်းရဲ့အစီရင်စတင်ခဲ့ရတယ်ကိုဖိုးတေဒီတခါကျောက်ရဲ့အစီရင်ကအနှောက်အယှက်တွေရှိမှာတော့မဟုတ်ဘူး။ဒါပေမဲ့ကျောက်ရဲ့ခန္ဓာကိုယ်ကြီးကငကားကြီးတွေထွက်လာပြီးဆိုတာနဲ့ဘေးကင်းရာနေရာမှာသာသွားပြီးနေပေးပါ။ ကျုပ်တော်တော်စိတ်ချပါဆရာဒီအစီရင်အမြင်သွားရင်ဆရာအရင်ကထပ်ပို့ပြီးအစွမ်းထက်လာမှလာရင်ဆရာအဲ့တော့ကျုပ်အတက်မပြောနိုင်သေးဘူးကိုဖိုးတီပြောသလိုဖြစ်လာရင်တော့ပိုကောင်းတာပါဗျာကဲအချိန်မနှောင်းခင်ကျုပ်အစီရင်စတော့မယ်ဗျာကိုဖိုးတီပြင်မိထားတဲ့ကရော့ပွဲကြီးနှစ်ပွဲရဲ့ရှေ့ကစီးဝိုင်းထဲမှာဝင်ထိုင်လိုက်ပြီးတော့ကျုပ်ရဲ့မျက်လုံးတွေမှိတ်ထားလိုက်တယ်ခနာကြောင့်မှာတော့ကျုပ်ရဲ့ခန္ဓာကိုယ်ရအသွေးတွေစုပွက်လာတယ်လို့ခံစားလိုက်ရပြီးတကူလုံးလဲမီးတောင်ကြီးရဲ့ထဲဝါမှာရောက်နေတယ်လို့ပူထူလာတယ်။ဆိုင်မောက်မင်းမျက်လုံးတွေဖွင့်ကြည့်လိုက်စမ်း ကျောက်ခန္ဓာကိုရီးယားနေလေးဘူးတွေထွက်သွားတယ်လို့မျိုးခန်းစားလိုက်ရပြီးတဲ့နောက်မြက်ကရဲ့အတန်ကိုကြားရမှုမှိတ်ထားတဲ့မျက်လုံးစုံဖွင့်ကြည့်လိုက်တယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩမြတ်သက်သွားပြီးတော့အမှန်ပဲ။ဘာလို့လဲဆိုတော့ကောင်းကင်ရံမှာမော်ဆက်ရောင်နဂါးကြီးနဲ့သွေးနဂါးကြီးနှစ်ကောင်အချင်းချင်းတိုက်ခိုက်နေကြတာတွေ့လိုက်ရတယ်။မော်ဆက်ရောင်နဂါးကြီးကိုအနေရောက်ဆက်အငွေတန်းကြီးနဲ့ပြစ်လိုက်တဲ့သွေးနဂါးရမော်ဆက်ရောင်နဂါးကြီးပြစ်လိုက်တဲ့အနေရောက်ဆက်တန်းကြီးကိုမရှောင်နိုင်ခဲ့ဘူး။တဖြောင်းဖြောင်းနဲ့လေသူတို့ရဲ့ကြီးမားတဲ့အမီးကြီးတွေနဲ့လည်းရိုက်နေကြသေးတယ်။မော်ဆက်ရောင်နဂါးကြီး တင့်ကိုငါဆရာဆိုင်မကိုရိုင်းအမိတ်ပေးနေငါရဲ့အရှိကိုရောက်လာခဲ့ကျုပ်အမိတ်ပြန်ပြီးရဲ့အချိန်မှာကျုပ်စကားနားလည်နေတဲ့မော်ဆက်ရောင်နှခါရကြီးမားတဲ့အသွင်ကိုဖြောက်ပြီးတော်ကြီးမွေဟောက်တစ်ခါရဲ့အွေစားလောက်အသွင်ကိုပြောင်းပြီးကျုပ်ရဲ့ရှေ့ကိုဆင်းသက်လာတယ်။ကောင်းကင်ယံမှာဂျန်နီရဲ့သွေးနှခါကြီးကပါဇက်ထရနေအနည်းအောင်ဆက်ငွေရန်ကြီးကိုမှုတ်ထုံရင်းကျုပ်တို့ရှီအောင်ထိုးဆင်းလာတယ်။ငါရဲ့အသွေးသားနဲ့ဖြစ်တည်လာတဲ့သွေးနှခါအခုချက်ချင်းငါရဲ့အမိတ်ကိုနာခံစမ်းဟိတင်းရှိမှရှိနေတဲ့မော်ဆက်ရောင်နှခါလို့အသွင်ကိုပြောင်းပြီးငါ့ကိုဆရာသခင်ဖြစ်တတ်မှတ်ပြီးတော့ ကျုပ်အမေးပြန်နေအချိန်တွင်းမှာတော့မှသွေးနှခါကျုပ်တို့စီအရှိန်နဲ့ဆင်းလာနေတော့မယ်။အမေးပြန်တယ်လဲဆုံးတော့အုံးဆိုရဲပောက်ကွဲတန်းချင်းနဲ့တူကျုပ်ရှိနေတဲ့စီဝိုင်းပပလည်းအမြင့်ကြီးတွေဖွာထွက်ကုန်တယ်။အန်ဒီယောင်ခုံးငွေတွေကလည်းတထောင်ထောင်နေပေါ့။အချိန်တွေအားလုံးငြိမ်သက်သွားပြီးအခုံးငွေတွေပြောက်သွားမှသွေးနှခါကြီးကလည်းမှုန်ဆက်အောင်နှခါကြီးနဲ့အရွယ်စားတူတူဖြစ်နေတာတွေ့လိုက်ရတယ်။အောင်မီအောင်မီအောင်မီကွာငါ့ဆရာရဲ့အမှားနှခါအစီရင်ကြီးအောင်မြင်သွားပြီကွာ။ နောက်ကနေရုတ်တရက်ထော်လိုက်တဲ့ကိုဖိုးတေအတန်းကြောင့်ကျုပ်တော်မှလန့်သွားတယ်။ကျိုးရဲ့မျက်စိရှာနှကားနှကောင်အချင်းချင်းတက်မြောင်နေကြဖို့မှားပြရနဲ့အပေါ်ဝက်အင်ကြီးမီးလောင်သွားတော့မှကိုဖိုးတေထုတ်ပြထားတဲ့အင်ကြီးကိုရှူဝဲလိုက်တယ်။ကိုဖိုးတေစောနာကျုပ်ကြားလိုက်ပါတယ်။ဘာစီရင်ဆိုလား။အော်ဆရာအခုဆိုရင်နဂါးကြီးနှကောင်တော့မှလိုအပ်တဲ့ချိန်မှာထုတ်သုံးနိုင်နေပြီမလားအဲ့တော့ကျုပ်ကအမွှာနဂါးအစီရင်လို့နာမည်ပေးလိုက်တာပေါ့ဗျာဒီလိုလားအမွှာနဂါးအစီရင်အမွှာနဂါးအစီရင် ကပိုးတေပြောတဲ့အမှန်ငါးအစီရင်ဆိုတော့သဘောကျလုံးလို့တွတ်တွတ်ရေရွနေမိရောတယ်လေဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်။